ကျင့်ဝတ်ဆောင်ထိန်မှုပိုင်းအားနည်းတဲ့ထက်အားနည်းလာတဲ့မော်ဒန်ဘောလုံးလောကရဲ့အပြောင်းအရွှေ့ဈေးကွက်အခြေအနေ။ မင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှူကနေကြိုးစားပါရစ်ကျွန်တော်ကိုခန့်ပါမှန်ပါတယ်မော်ဒန်ဘောလုံးလောက်ကအပြောင်းရွှေ့ဈေးကွက်ကအက်တစ်ပိုင်းမှာအတော်လေးအားနည်းလာတယ်လို့ထင်တယ်ကစားသမားဘက်ကဖြစ်ဖြစ်ကစားသမားကိုပိုင်ဆိုင်တဲ့ကလပ်တင်းရပဲဖြစ်ဖြစ်ဝယ်ယူတဲ့ကလပ်တင်းတွေရပဲဖြစ်ဖြစ်ဂတိကဝက်ဖောက်ပြက်မှုတွေအလွယ်တကူပေးမှုတွေများလာတယ်အရင်တော့ကဘောလုံးအပြောင်းရွှေ့ဈေးကွက်မှာဆိုရင်ကစားသမားတစ်ယောက်ကိုခေါ်ယူရရခက်ခဲတဲ့ကစားသမားတွေရှိပေမဲ့တချို့အပြောင်းရွှေ့တွေဒီလွယ်လွယ်ကူကူပြီးသွားတာတွေအများကြီးရှိတယ်ဗျပြောင်းရွှေ့ကြီးတွေဆိုလဲဖောင်းပွပြီးတော့ လောက်ခပမာဏရည်လည်းများစွာပေးချေရတယ်ဆိုတာအတော်ခက်ရှားရှားပါခေအပြောင်းလဲအခြေအနေကြောင့်ငွေကြေးတိုးတက်လာတယ်ဖောင်းပွားလာတယ်ဆိုတာလက်ခံတယ်ဒါပေမဲ့တချို့သောအပြောင်းရွှေ့တွေကအနည်းငယ်ရုပ်ပေါက် reasonable မဖြစ်ဘူးဗျာခေတိုးတက်လာလို့ပြောင်းလဲလာလို့ငွေကြေးတိုးတက်လာတာမဟုတ်ဖဲနဲ့တက်တက်ကြီးကိုဂွင်းစင်တာညစ်တာဟိုမဟုတ်တဲ့င်းမမှန်တဲ့င်းပေါ်ပြတဲ့ပုံစံမျိုးတွေ ပိုများလာတယ်အမိုင်းဝင်းတစ်ခုကလှုပ်ဖန်များတဲ့အခါကျရင်ရိုးဤသွားတဲ့အခါကျရင်အမှန်တရားလို့ဖြစ်တတ်တယ်နော်ဒါပေမဲ့တကယ်တမ်းသေချာ analyze လုပ်မယ်ဆိုရင်ဒါဒီဘယ်တော့မှအမှန်တရားမဖြစ်ဘူးအမှအမှပဲအဲကျွန်တော်ဆိုလိုချင်တဲ့သဘောက ဘောလုံးဈေးကွက်ကပျက်စီးနေပြီပျက်စီးနေတာကလည်းအခုမှမဟုတ်ပါဘူးကြာပါပြီဒီပျက်စီးနေတဲ့ဘောလုံးဈေးကွက်ကိုရှစ်လျှောက်ထိမ့်သိမ့်မှုလိုတယ်မထိမ့်သိမ့်ရင်လီးတစ်ခုနဲ့တစ်ခုအစင်တန်းကွာဟမှုတွေကအရင်များလာလိမ့်မယ် FFE rules တွေနော်တခြားသော income နဲ့ပတ်သက်တဲ့ rules တွေဘလောက်ပဲခြားခြားကွာလာမှာပဲဘရို့ အခုတော့တော်တော်ကွာနေပြီအီတလီစီးရီးရဲ့ဘောလုံးတော့ကပရီးမီးယားလီးကိုလိုက်မိဘူးဆိုတာလုံးဝလုံးဝမလွယ်တော့ဘူးလာလီဂါပရီးမီးယားလီးကိုမှီမဲ့အသင်း၃သင်းလောက်ပဲရှိတယ်ဘွန်ဒက်စ်လီဂါ၁သင်း၂သင်းပဲရှိတယ်ပြင်သစ်လီဂူ PSG လောက်ပဲရှိမယ်ကျွန်တော်တို့ဟိုးရင်အချိန်ကာလတုန်းကအီတလီစီးရီးရဲ့ဆိုပရီးမီးယားလီးထက်ပိုကောင်းတဲ့အသင်းတွေရှိတယ်တလီနဲ့တလီတိတ်မကွာဘူးပေါ့နော်အပြောချင်တာဒီဘောလုံးစည်းကွက်မပြည့်စည်အောင်ထိတ်တန်းကလပ်သင်းတွေအနေနဲ့တေချာလီစနစ်တကျ ဘောလုံးသမားအပြောင်းရွှေ့အယောင်းဝယ်တွေကိုလှုပ်ဖို့လိုလာပြီအဲ့တော့နောက်ကျောင်းပြန်လှမ်းမယ်တမိုင်းပြန်လှမ်းမယ်ဆိုရင်တော့ကိုပေါင်ကိုလန်တောင်းတယ်လို့တော့ဖြစ်မှာပေါ့ဗျာဒါကျွန်တော်ပုံဝင်လင်းပြောတာပါဟိုဘိုင်နင်းနေနေတော့ဟိုတက်တော့မပြောချင်ပါဘူးဟိုဘောလုံးစည်းကွက်တည်ငိမ့်လာနေရေနံတထေးတွေနော်တခြားနိုင်ငံကငွေကြေးအမြောင်များရှိတဲ့တထေးတွေကဘလုံးစည်းကွက်တွေကိုအလုံးနဲ့အရင်နဲ့ဒစင်းစိမ့်ချင်းစီဝင်လာကြတယ်။အဲ့ဒီတထေးတွေကငွေကြေးသုံးဆွဲမှုကိုတာမန်အများစုနော်အများပေါင်းဖွဲ့မှုနဲ့ ပိုင်တဲ့ club အသင်းတွေထက်ငွေကြေးသုံးဆွဲမှုလုပ်နိုင်ဒီချိန်မှာဘယ်အသင်းတွေဘယ်အသင်းတွေကတော့ငွေကိုရေလိုသုံးတယ်ဆိုပြီးကစားသမားရောင်းတဲ့ club တွေကလည်းတည်လာအဲ့ချိန်မှာဘောလုံးစည်းကွက်ကအားကစားတစ်ခုထက်ပိုပြီးအဲ့ဒီ club တွေအတွက်ငွေရှာလို့ကောင်းတဲ့စီးပွားရေးတစ်ခုဖြစ်လာတန်းကြွယ်တထေးတွေတခြားနိုင်ငံကျွန်တော်တို့ပြောရဲရေနံတထေးတွေဘာကြီးကြတော့ဒီဘောလုံးလောကကြီး သူတို့အတွက်ဂုံတိတ်ခါပိုင်းပဲငွေကြေးရအေးမကြီးဘူးဆိုတော့ပုံတံတန်မျိုးနဲ့အဲ့ကလေးကစမှားခဲ့တာအချိန်ကာလကြာလာတာနဲ့အမျှဒီကစားသမားတွေကိုလိုတာထက်ပိုပြီးငွေကြေးရရအောင်ရောင်းထုတ်တဲ့ကလပ်သင်းတွေကလည်းအမှန်တရားကြီးလို့ထင်လာတယ်ပြီးခဲ့တဲ့နှစ်တုန်းကနော်ပေါင်တန်း40ရရင်နောက်တစ်နှစ်ပေါင်တန်း90လောက်ရမယ်။အဲနောက်တနည်းပေါင်တန်း60လောက်ရကျင်တယ်။ဟာတခြားသင်းတွေကပေါင်တန်း100လောက်သုံးနေကွာဆိုရင်ငါတို့တွေကတန်း100လောက်ရကျင်တယ်ဆိုတော့ကလပ်သင်းတွေ ပေါ်လာတယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုပေါ့အသင်းတွေကြားထဲမှာအဲ့လိုသူတို့ goal ကမတူတော့ဘူးကသာသမားရောင်းချခြင်းနဲ့အသင်းအားကြတော့အောင်မြင်မှုကိုရှာဖွေမှုကသူတို့ရဲ့ second priority အောင်မြင်မှုရှာဖွေရင်းနဲ့ သူတို့ကစားသမားတွေရဲ့ဟိုဘယ်လိုပြောလဲတန်ချေကိုပို့ပြီးမြင့်တက်စေချင်တာလီဗာကူဆင်ဘန်ဖီကာစပော့တင်လစ်စပွန်နော်ပရီးမီးယားလိမှာဆိုရင်အများကြီးပဲဗျာအကုန်တူတူပဲတရာဒီသူတို့စူပလာတစ်ခုရမယ်ဒါမှမဟုတ်မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်မယ်ဆိုရင်သူတို့ကစားသမားတွေတန်ချေတက်တယ်ဆိုတာသိတယ်အဲ့တော့သူတို့အောင်မြင်မှုနောက်ကိုလိုက်တာကငွေကြေးကြောင့်လိုက်တာအဲ့တော့သူတို့ကငွေကြေးကြောင့်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းနဲ့ရှစ်ဆက်နေတဲ့အသင်းတွေဖြစ်တဲ့အတွက်ကစားသမားတွေကိုရောင်းချတဲ့နေရာမှာလဲပတ်စံပို့ရခြင်းအဲ့ဒီပတ်စံပို့ရခြင်းနဲ့နောက်ွယ်မှာ ကျွန်တော်ညီတန်းမှာပြောခဲ့တဲ့လိုမျိုး ethic ဘိုင်းစောင့်ထိုင်ရမယ့်ကျင့်ဝတ်ဘိုင်းနေအားနည်းလာတာဒီနှစ်ဘောလုံးရသည့်ရုပ်ပေါက်လုံးနဲ့ အာစနယ်ဘန်ဂျမင်ရှက်ရှ်ကိုခေါ်ကြတယ်တဲကိုပြောတာပါအာတီတာရှက်ရှ်ကိုသဘောကျတယ်အာအီရှက်ရှ်ကိုလိုလိုချင်တယ်ဗျာခေါ်ခေါ်မှာခေါ်လဲခေါ်နေဒါပေမဲ့ဂူဒီဘာကြောင့်မရသေးလိုက်ပစ်နော်ပတ်စံကိုပို့ပြီးတော့လိုချင်နေပြီအဆင်မပြေတော့ဘူးဟိုရယ်လီကလော့စ်ထဲချုပ်ထားရတဲ့ဆိုရင်မဲ့အဲရယ်လီကလော့စ်ထဲပို့လိုချင်တာပဲဖြစ်ဖြစ်တချို့တော့အကြောင်းအလေးပဲဖြစ်ဖြစ်စကားပြောရတာညှိနှိုင်းရတာကျင့်ဝတ်ဆောင်ထိုင်မှုပိုင်းအားနဲ့လာတော့အာစနယ်နေနဲ့ဟိုနည်းနည်းဖန်တင်လောက်ထားတဲ့သဘောမျိုးပေါ့အထိပ္ပယ်မရှိတဲ့ငွေကြေးဟိုတုံးဆွဲမှုတွေလောက်ရမဲ့ပုံစံဖြစ်နေဗီတာယော့ဂက် အဲ့တိုင်းပဲပတ်လေကိုရိုက်နေတာပဲ Sporting Lisbon Okta Federico Varandas နဲ့အရင်က Sporting Lisbon ရဲ့ Sporting Director ဖြစ်ခဲ့မှုတဲ့ Hugo Viena က Euro 60 Plus 10တန်းပေးတဲ့အခါကျရင် Jokic ကိုထွက်ခွာခွင့်ပေးမယ် Jokic agent ကအဲစကားကိုစိုးရိမ်တဲ့ထုတ်ပြောတာလေအဲ့တော့ club team တွေကတကယ်သွားကန့်လန့်တဲ့အခါကျတော့အဲ့အမောင်းပမာဏနဲ့မရဘူးကစားသမားကလည်းဒေါသရေထွက်ပမာတော့ အတိတ်ပိုင်းနေစောင့်ထိန်တဲ့ကျင့်ဝတ်ပိုင်းနေဘသူအမှန်ဘသူကမားလဲတော့သူတို့ကိုယ်တိုင်ပဲအတီးဆုံးဖြစ်လိမ့်မယ်အခုချိန်မှကလေးနေလို့ပဲဗျာရန်နေဖြစ်နေကြတယ် Verandas တို့ကသူတို့အဲစကားမပြောဘူးတဲ့အဓိကညှော်လိုက်တာ Jockey ရဲ့ Agent နဲ့ဟာကစားသမားကကြတော့လေဘောလုံးကစားဖို့ပဲတည်တယ်ဗျာ အဲ့ဒီအပိုင်းနေသူတို့ခေါင်းနဲ့မထည့်ဘူးသူတို့အဲ့လောက်ကြီးလဲမတွေးမှာမဟုတ်ဘူးအဲ့တော့အေးချင်းကလွယ်လင်းတကူပြောတာလားကစားသမားဟိုဟိုရောင်းထုတ်လို့လွယ်အောင်ပြောတဲ့စကားတွေလားအခုချိန်မှာတပုတ်ဦးလို့ဖြစ်တခြားပြောင်းရွှေ့တွေကိုလည်းကြည့်ကြည့်နော် Gideon's Chelsea ကပေးတဲ့ပြောင်းရွှေ့ချေအမောက်ပမာဏက reasonable ဖြစ်တယ်။ဟာအဲ့ထက်မှကလိုချင်နေတယ်။အဲ့ဒီထဲမှာအစိုးဆုံးက ကျွန်တော်အခုမြင်နေရတာ Frankfurt Frankfurt ဒီပလင်းဈေးကြီးအဲ့လိုစွဲတင်တာဗျာဘောလုံးမွေးကြီးတဲ့လူတိုင်းမြင်တယ်နော်ဟိုကလေးတောင်တည်တယ်ဟူကိုအီဂီတီဂီမနစ်တနေ့က PSG ကအောက်သေးနဲ့ပြန်ကောက်ခေါ်သွားတဲ့ကစားသမားကိုယူရိုတန်းတရာတဲ့အဲ့တော့ဒီကစားသမားကိုယူရိုတန်းတရာပေးဖို့ခဏပေးပေတာဘယ်အသင်းတွေစိတ်ဝင်စားတယ်ဘယ်အသင်းတွေစိတ်မဝင်စားဘူးဆိုတာတောင်မှအတိအကျပြောလို့မရအောင်အဲ့ဒါကို တော့တင်းတွေကိုဆွဲတင်အဲ့ဒါကြောင့်ဘောလုံးတင်းတိုင်းကလည်းမယုံကြည်ရအောင်လို့ကျွန်တော်အမြဲတမ်းထည့်တယ်ဘောလုံးတင်းကဖန်တီးတဲ့တင်းတွေများတယ်ကျွန်တော်တစ်ခါတုန်းကရှင်းပြဘူးတယ်ဘောလုံးတင်းတွေဘလို့ဖြစ်လာဘောလုံးတင်းတွေဆိုတာကိုင်းထဲမှာကင်မရာရိုက်နေတဲ့ကင်မရာမန်တွေကစပြီးတော့အဲ့ဒီအတင်းရဲ့တာဝန်ရှိတဲ့မိသူမဆို ထွက်လာတဲ့ပါဇက်ကသတင်းတွေကိုနော်သူတို့ရဲ့ journalist society ရှိတယ်ဘောလုံးသတင်းတွေရေးတဲ့ society ရှိတယ်အဲ့ဒီ society ကနေဟိုတယောက်နဲ့တယောက်ဆင့်ပွားပြီးတော့ဖန်တီးတဲ့ဒါမှမဟုတ်လေပေါ်ပြတဲ့သတင်းတွေဖြစ်တယ်အကုန်လုံးမရတော့မဟုတ်ပါဘူးတချို့သတင်းတွေလည်းယုံကြည်ရတာတွေရှိတယ်အခု ဖရန်ဖတ်ကအီဂီဒီဂီတို့ကတောင်းတဲ့ပြောင်းရွှေ့ကြီးဘာညာဆိုရင်ဟိုအင်းသုံးတင်းကစိတ်ဝင်စားတယ်ဒီအင်းနှစ်တင်းကစိတ်ဝင်စားတာလုံးကျန်လီစေတဲ့သတင်းမျိုးတွေဖရန်ဖတ်ရဲ့တာဝန်ရှိတဲ့သူတယောက်ကယော့ငါတို့အင်းကိုကမ်းလန်းနေပြီနော်အင်းသုံးတင်းရှိတယ်အင်းကြီးတွေထက်ထည့်ပြောလိုက်အဲ့ဂျာနယ်လစ်တယောက်ကိုရှင်းခိုင်းလိုက်အဲ့ဂျာနယ်လစ်ကဖွာလိုက်ရင်အဲ့သတင်းတွေကပေါ်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 သွားပြီရိုမာနိုလည်းအဲ့လိုမျိုးတိုင်ယာနိုင်တဲ့သတင်းတွေကနေပြန်ပြီးတော့ဖော်ပြတာရင်းလည်းရှိတာအဲ့တော့ကြောင့်အနစ်ချုံရမယ်ဆိုရင်ဒီမော်ဒန်ဘုံလောက ကျင့်ဝတ်ဆောင်ထိန်မှုပိုင်းဆိုင်ရာမှာဘလုံးသမားတွေရဲ့အေဂျင့်တွေရောကလပ်သင်းဟိုပိုင်ရှင်တွေတဲ့မှာရောင်းချင်တဲ့အတင်းရောဝယ်ချင်တဲ့အတင်းရောကျင့်ဝတ်ပိုင်းတွေတွေးခေါ်မှုပိုင်းတွေအနေနဲ့အားနေနေပြီကလပ်သင်းတင်းရလဲဝယ်ချင်နေဆိုရင်ဆွတ်ဆက်ဝယ်တာဘာမှကြည်တာမဟုတ်တော့တဲ့ပုံစံမျိုးအဲ့ဒါမြည်သည့်ကလပ်မဆိုဘယ်ဘယ်ကလပ်ဘယ်ကလပ်ရဲ့လို့ပြောတာမဟုတ်ဘူးဗျအကုန်အရင်တော့လဲဝယ်ခဲ့တဲ့အတင်းတွေရှိတယ်အခုလဲဝယ်ခဲ့တဲ့အတင်းတွေရှိတယ်အာဆနယ်ဆိုလဲရိုက်ဆိုရင်မတော်မတရားစီပေးပြီးဝယ်ရတာပဲချယ်ဆီဆိုလဲအမအန်ဆိုနဲ့ကိုင်စီတို့ကိုပက်ပက်ဆက်ဆက်ပေးပြီးတော့ဝယ်ရတာပဲလီဗာပူးဆိုရင်လဲဗစ်ကိုအများကြီးပေးဝယ်ရတာပဲယူ United ဆိုလည်းတနင်္သာရီမတန်တဆဘေးဝယ်ရာရှိပြောရင်တော့ club တင်းအကုန်အဲ့အတွက်ကြောင့်အခုနောက်ပိုင်း Chelsea သွားနေတဲ့ပုံတံမျိုးပေါ့နော်ကစားသမားတွေကို salary တွေ short တောင်းရွှေ့ခြေကိုစပြီးတော့နည်းနည်းကကန်းလန်းများရင်မကန်းလန်းတော့တဲ့ပုံတံမျိုးအချင်းချင်းပဲပြန်ထိမ်းမှသာလျှင်ဒီဘောလုံးစည်းကွက်ကဟိုးရင်တော့လည်းမျိုး stable ဖြစ်ဖြစ်ပေါ့နော်ဖြူဖြူစင်စင်နဲ့ရှေ့ဆက်သွားဖို့ရှိပါကြောင်းတုံးသက်ဆွေးနွေးနေတဲ့ video လေးတွေမှာနားခွင့်ပြပါခင်ဗျာ